ဝကလေးတို့ရေဒီချေကတော့သိပ္ပံဒီချေဒီချေချမ်းပါသိပ္ပံရဲ့အခန်းကိုအလုံနဲ့စွန့်ရင်မှအပိုင်းတည်းအားနဲ့အလုံပဲဖြစ်ပါတယ်အလုံလုံချင်းဆိုတာဘာလဲဒီချေတို့နေနေစဉ်ပေါ်မှာဖန်ရှင်းတွေလုပ်တယ်အပင်တွေစိုက်တယ်လက်တွန်းလေးတွေတွန်းတယ်အဲ့လိုတွေလုံဆောင်ကြတာအလုံလုံလုပ်တယ်ပြောကြပါတယ်လုပ်ငန်းတည်း အရာဝတ္ထုပေါ်သို့အားသက်ရောက်လိုက်တဲ့အခါမှာထိုအရာဝတ္ထုဟာမြည်သည့်ဘက်သို့ရွေရှားသွားပါမလဲကဲပုံကလေးကိုကြည့်ပေးပါကာကြီးပုံမှာပြထားတဲ့အတိုင်းကားကိုတွန်းကြည့်မယ်ကားဘလို့ဖြစ်သွားမလဲဆိုတာကိုကြည့်ရှုလေ့လာမယ်အဲ့တော့ပုံမှာပြထားတဲ့အတိုင်းမြားကာကြီးနဲ့ မြားခါခွေးတွေကဘဲကိုညွန်ပြနေပါသလဲ။ကဲအဖြေလေးရတော့မြားကာကြီးရတော့တက်ရောက်တဲ့အားရဲ့ဥဒီဘက်ကိုဖော်ပြနေပါတယ်။မြားခါခွေးရတော့ကားရွေလျားသွားတဲ့ဥဒီယာဘက်ကိုဖော်ပြနေပါတယ်။ကဲဟုတ်ပြီခါခွေးလေးလာတွေ့ရှိချက်ကလေးတွေကိုအခြေခံပြီးတော့ဒီချန်နယ်တို့တို့မေးခွန်းလေးတွေကိုပြေဆိုကြရအောင်။နံပါတ်၁ကားကိုတွန်းလိုက်တဲ့အခါမှာဘလို့ဖြစ်သွားပါမလဲ။ဟုတ်တယ်ကားကိုတွန်းလိုက်တဲ့အခါမှာကားကရွေသွားပါမယ်။ ကဲမေကွန်းနံပါတ်1ကားကိုတဲ့မြည်သည့်ဘတ်သို့တွန်းလိုက်ပါသည်လေကားဟာမြည်သည့်ဘတ်သို့ရွေလျားသွားပါသည်လေပြီးရင်ပုံမှာဆိုလို့ရှိရင်လေမြားကာကြီးဟာဘဲကိုဖော်ပြနေပါသည်လေကဲဟုတ်ပြီကားကအရှိဘတ်ကိုတွန်းလိုက်တယ်ကားဟာ အရှိဘတ်ကို ရွေသွားတယ်ပြီးရင်တော့ပုံကာကြီးမှာဆိုရင်ကားရဲ့တက်ရောက်သောအားဥဒိယဘတ်ကိုဖော်ပြနေပါတယ်ကဲနံပါတ်3မိကွန်းလေးကိုဒီချန်နယ်လူဖြေမယ် ကားသည်လက်နဲ့တွန်းလိုက်တဲ့အခါမှာရွေးလျောင်းမှုရှိပါသလားပုံမှန်ဆိုရင်မြားခါကိုရဘဲကိုဖော်ပြနေပါသလဲအဖြေလေးကတော့ကားကိုလက်နဲ့တွန်းလိုက်တဲ့အခါမှာ ရွေ့သွားပါတယ်ပုံမှန်မြားခါကိုရဆိုရင်ကားရွေ့သွားတော့ဥတီရဘက်ကိုဖော်ပြနေပါတယ်ပြီးရင်မိခွန်းနံပါတ်၄အရာဝတ္ထုတစ်ခုအလုတ်ပြီးမြောက်ခြင်းကိုဖော်ပြနိုင်တဲ့အခြေအနေလေးကိုဖော်ပြပေးပါ ကဲဟုတ်ပြီအဖြေလေးကတော့အရာဝတ္ထုဒီချေတို့အားတက်ရောက်လိုက်တဲ့အခါမှာအရာဝတ္ထုတခုရွေလျားသွားလို့ရှိရင်အလုတ်ပြီးမြောက်ပါတယ်။ဟုတ်ပြီနံပါတ်5မိကုံလေးပုံတွင်ဆွဲထားတဲ့မြားကာကြီးရဲ့ဥတီဘတ်နဲ့မြားခါကိုရဲ့ဥတီဘတ်တူမတူဖြစ်ဆိုပေးပါ။ဟုတ်ပြီအဖြေလေးကတော့ပုံမှာမြားကာကြီးရဲ့ဥတီဘတ်နဲ့မြားခါကိုရဲ့ဥတီဘတ်တူညီနေပါတယ်။ ကဲဒီ share တို့ဒီသင်ခန်းစာလေးကိုဒီမှာရက်ပြီးတော့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်လုပ်ငန်းနှင့်ပေးထားသောပုံတွင်မိသူသည် အလုပ်လုပ်နေသည်အဲ့တော့ပေးထားတဲ့ပုံနှစ်ပုံမှာမိန်းကလေးနဲ့ယောက်ျားလေးတွေဟာအရာဝတ္ထုတစ်ခုစီကိုတွန်းနေကြတယ်အဲ့ဒီပုံလေးတွေကိုသင်ချာကြည့်ပြီးတော့မှမိန်းကလေးတွေကိုဖြည့်ဆို့ကြရအောင် ံပါတ်၁ပေးထားတဲ့ပုံမှာ main clean နဲ့ယောက်ျားလေးမှာဘသူကအရာဝတ္ထုပေါ်ကိုအားသက်ရောက်နေပါသလဲဟုတ်ပြီကဲ main clean နဲ့ယောက်ျားလေးနဲ့နှစ်ယောက်စလုံးကအရာဝတ္ထုပေါ်မှာအားသက်ရောက်နေတယ်နံပါတ်၂ပုံကာကြီးရှိခီးဆောင်အိမ်နဲ့ပုံခါဝေးရှိကြောက်တုံးကြီးတွေကိုတွန်းတဲ့အခါမှာခီးဆောင်အိမ်နဲ့ကြောက်တုံးကြီးတွေဘလို့ဖြစ်သွားပါမလဲအဖြေလေးကတော့ပုံကာကြီးရှိခီးဆောင်အိမ်ကိုတွန်းတဲ့အခါမှာရွေ့သွားပါတယ် ဟုတ်ပြီနော်ကဲအဲ့တော့တချို့တို့ဖုန်ကောင်ခွင့်မှာရှိတဲ့ကြောက်တုံးလေးကတော့မရွေ့ပါဘူးဒါပေမဲ့ကြောက်တုံးကတချို့တို့အားဆိုင်တွန်းတော်လဲမရွေ့တာကိုတွေ့ရပါမယ်ကဲဟုတ်ပြီနံပါတ်3ပုံကာကြီးနဲ့ပုံခါခွေးတွေမှာတက်ရောက်တဲ့အားရဲ့ဥတီဘက်တွေကို ဖော်ပြထားတဲ့မြားတွေကိုဆွဲမယ်ကဲအဲ့တော့ဒီချက်ပုံလေးပြပေးထားပါဗျ။ကဲဒါကတော့ဒီချက်အဖြေပေါ့နော်။ပုံအာနံပါတ်3ရဲ့အဖြေလေးပါ။ဟုတ်ပြီ။ကဲနံပါတ်4 ပုံကာကြီးနဲ့ပုံခါခွေးတို့မှာရှိတဲ့ခရီးဆောင်အိတ်နဲ့ကြောက်တုံးတို့ရဲ့ရွေလျားသွားပုံကိုပေါ်ပြတဲ့မြားကိုတချို့ဆွဲပါတော့တချို့ဒီမှာအဖြစ်လေးဆွဲပေးထားတယ်เนาะပုံလေးကိုကြည့်ပေးပါနံပါတ်5ပုံကာကြီးနဲ့ပုံခါခွေးတို့မှာအရာဝတ္ထုပုံကိုအားတက်ရောက်လိုက်တဲ့အခါမှာထိုအရာဝတ္ထုရဲ့ရွေလျားမှုဥတီဘက် တူညီပါသလားဒါမှမဟုတ်လို့ရှိရင်ကွဲပြားကြပါသလားကဲအဖြစ်လေးပြောကြည့်အောင်ဒီချိန်နဲ့တူတူ ကဲအဲ့တော့ပုံကာကြီးမှာဆိုလို့ရှိရင်တော့အရာဝတ္ထုတစ်ခုပေါ်ဆိုတက်ရောက်လိုက်တဲ့အားနဲ့ထိုအရာဝတ္ထုတွေရွေလန်းမှုဥတီဘက်ကတူညီပါတယ်။သို့တော့ပုံခါဝင်းမှာရှိရင်ကြောက်တုံးကတော့မရွေလျားပါဘူး။ကဲနောက်တစ်ခုနံပါတ်6ပေးထားတဲ့ပုံတစ်ပုံမှာတဲ့ဘယ်သူကအလုံးလုံးတယ်လို့ထင်ပါသလဲ။ကဲဟုတ်ပြီအဲ့တော့ဒီချက်ကရှင်းပြပေးမယ်နော်အဖြေလေးကတော့သိပ္ပံသဘောတရားအရာပုံကာကြီးမှာရှိတဲ့မိန်းကလေးဟာအလုံးလုံးနေပါတယ် သို့တော့ဘုံခါဝဲမှာရှိတဲ့ယောက်ျားလေးဟာအားဆိုင်ထုတ်တော့လဲအလုံးမလုံးပါဘူးအရာဝတ္ထုတစ်ခုကိုအားတက်ရောက်လိုက်တဲ့အခါမှာထို့အရာဝတ္ထုရွေ့သွားလို့ရှိရင်အလုံးပြီးမြောက်တယ်လို့ပြောနိုင်ပါတယ်ကဲဒီချေတို့တွေဒီသင်ခန်းစာလေးကိုဒီမှာရက်ပြီးတော့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်လုပ်ငန်း၃လေးကိုဆက်ပြီးလေ့လာရအောင်။နေ့စဉ်ဘဝမှာ ဘယ်အခြေအနေတွေမှာအလုတ်ပြီးမြောက်မှုရှိပါသလဲအဲ့တော့ဇယားလေးကိုကြည်ပြီးတော့ဒီချေတို့တွေဘာဖြစ်လဲအခြေအနေကလေးတွေကိုလေလာဆက်စစ်ကြည့်အောင်။ကဲအဲ့တော့ဇယားလေးကိုကြည်ပေးပါ။ကဲဟုတ်ပြီ။အဲ့တော့လေလာတွေ့ရှိချက်ကလေးတွေကိုအခြေခံပြီးတော့မေးခွန်းလေးတွေဖြေဆိုကြည့်အောင်။ကာကြီးဘယ်အခြေအနေမှာအလုတ်ပြီးမြောက်မှုရှိပါသလဲ။ဘာကြောင့်ထို့သောထင်ပါသလဲ။ကဲအဖြေလေးကတော့ဒီချေတို့ကစပွဲပုံတွန်းခြင်းနဲ့ ပန်းအိုးကိုမာခြင်းစတဲ့အခြေအနေတွေမှာဆိုရင်တော့အရာဝတ္ထုတစ်ခုစီ၌အလုတ်ပင်းမြောက်မှုရှိပါတယ်။အဘဲကြောင့်ဆိုတော့အရာဝတ္ထုတွေကိုအားတက်ရောက်လိုက်တဲ့အခါမှာထိုအရာဝတ္ထုတွေဟာရေလျားသွားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဟုတ်ပြီ။ကဲနံပါတ်ခါခွေနေ့စဉ်ဘဝမှာအလုတ်ပင်းမြောက်ခြင်းရှိတဲ့အရာလေးတွေကိုဥမာပေးပါဟုတ်ပြီအဲ့တော့နေ့စဉ်ဘွားတွေမှာဆိုလို့ရှိရင်တော့ဥမာအနေနဲ့ပြောရမယ်ဆိုရင်တော့ထိုင်ကုန်တွန်းခြင်းဘီရိုတွန်းခြင်း ဇပွဲတွန်းခြင်းအစရှိတာလေးတွေဟာအလုတ်ပြီးမြောက်ခြင်းပဲဖြစ်ပါတယ်။ကဲအဲ့တော့တီချဲကကိုနေရတုန်းကဇရားလေးပြေးပေးထားတယ်။အဲ့ဇရားလေးအတိုင်းပဲအဖြေလေးတွေလည်းအခုတီချဲထပ်ပြီးတော့ဇရားလေးအတိုင်းပဲပြပေးထားပါဗျ။အဲ့တော့ပေးထားတဲ့ပုံလေးကိုကြည့်ကြည့်လိုက်နော်။အဲ့တော့လူတွေကအလုတ်မလုတ်ဘူး။ဒီပုံလေးကိုကြည့်လိုက်ရင်လူတွေကအလုတ်မလုတ်ဘူး။ရုံမြင်တန်ကြားကိုကြည့်ခြင်းဟာသိပ္ပံသဘောတရားရာအလုံးမလို့ဘူး။ကဲနောက်တစ်ပုံကိုကြည့်ကြည့်ပါ။အဲ့တော့ ပေးထားတဲ့ပုံမှာဆိုလို့ရှိရင်တော့ကွန်ပျူတာစာစီစာရိုက်သူကလုံနေတယ်။ကွန်ပျူတာဖန်သားပြင်ကိုကြည့်ရတော့အလုံးမလုံဘူး။ဒါပေမဲ့သူကကီးဘုတ်ကလေးကိုနှိပ်ပြီးတော့စာလုံးလေးတွေကိုရိုက်ချင်းအောင်အလုံးလုံနေပါတယ်။စာရိုက်သူရဲ့လက်ချောင်းလေးတွေကအားကိုအသုံးပြုပြီးတော့ကီးဘုတ်ကိုအထက်အောက်ရွေရှားစေတယ်။အဲ့တော့ကြောင့်ကွန်ပျူတာစာစီစာရိုက်လုံနေတဲ့သူဟာတိတ်ပန်သဘောတရားအရအလုံးလုံတယ်လို့ခေါ်ပါတယ်။အဲ့တော့ဒီကျလို့အနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်တော့ သိပ္ပံသဘောတရားအရအလုံးလုံးတဲ့ဟူသောဝောဟာရမှာတိကျသောအထိပ္ပယ်ရှိတယ်။အရာဝတ္ထုတစ်ခုပေါ်သို့အားတက်ရောက်လိုက်တဲ့အခါမှာအဲ့ဒီအရာဝတ္ထုဟာရွေ့လျားသွားလို့ရှိရင်အလုတ်ပြီးမြောက်တယ်။အရာဝတ္ထုတစ်ခုပေါ်သို့အားဆိုင်ထုတ်လိုက်တဲ့အခါမှာလည်းအဲ့ဒီအရာဝတ္ထုဟာရွေရှားမှုမရှိဘူးဆိုရင်တော့အဲ့ဒါကအလုတ်ပြီးမြောက်မှုမရှိဘူးလို့ဆိုလိုပါတယ်။ကဲဒီချေတို့တွေဒီသင်ခန်းစာလေးကိုဒီမှာရက်ပြီးတော့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်